အန်ဒွေးဆွေအမျိုးသားကလမ်းမှာ၃ရက်လောက်အချိန်ကုန်နေခဲ့ပါပြီ။သူဟာသူ့ရဲ့အရင်းအဆုံးတငယ်ရှင်ရဲ့မင်္ဂလာပွဲကနေပြန်လာနေခဲ့တာပါ။နင်းခဲဝိနဲ့နင်းနေကြနေတော့လမ်းကရိခဲပြင်ကြီးလိုမျိုးဖြစ်နေခဲ့ပါရင်။ဒါကြောင့်ပဲသူ့အနေနဲ့အန်ဒီယဝေမဖြစ်ရလေအောင်တပြေပြေရှင်းမောင်းလာခဲ့ပါရင်။ရုတ်တရက်တော့အနောက်ကိုရောက်တော့လူတယောက်ကိုတတိထားမိသွားခဲ့ပါရင်။ဒီလိုမျိုးလူမနေတဲ့တောထဲကိုဘာကြောင့်လူတယောက်ကရောက်နေခဲ့တာလဲဆိုပြီးအန်ဒရီကတွေးလိုက်မိပါရင်ဘာကြောင့်လဲဆိုတော့အနည်းဆုံးရွာကတော့မှ -10 လောက်ဝေးနေတည်တာပါ ဒါကြောင့်သူဟာကားကိုရက်လိုက်ပြီးတောထဲကိုအပြေးသွားလိုက်ပါရီတစ်ပင်အောင်မှဆိုရင်အေးစိတ်နေခဲ့တဲ့မိန်းကလေးငယ်တယောက်ရက်နေခဲ့တာပါမင်းဘလို့ဖြစ်ပြီးရောက်လာရတာလဲလို့အန်ဒရီကမေးလိုက်ပေမဲ့သူမကတော့ဘာမှကိုအပြည့်ပြတ်မပေးပါဘူးတုံနေခဲ့တဲ့နှခမ်းလေးနဲ့တူတူလေးပဲရေရွနေခဲ့ပါရီဒါကြောင့်အန်ဒရီကလည်းလာသွားမယ်ငါမင်းကိုအိမ်ပြန်လိုက်ပို့ပေးမယ်လို့ပြောတော့ကောင်မလေးကလည်းသူ့ရဲ့အနောက်ကိုလိုက်ပါလာခဲ့ပါရီဒီလိုနဲ့ပဲကားထဲကိုရောက်တော့သူကအရင်နှွေးချမ်းတိုက်လိုက်ပြီးစောင့်တထဲပြေးလိုက်ပါရီ မင်းဘယ်မှာနေတာလဲလို့အန်ဒရီကမေးပါရင်ဒါပေမဲ့ကောင်မလေးကတော့ဘယ်နေရာမှမနေပါဘူးလို့ပဲပြန်ဖြေနေခဲ့ပါရင်တရတလို့ဆိုရင်တော့သူမရဲ့ယောက်ျားကအရန်ကိုကြမ်းတမ်းပြီးရက်ဆက်တဲ့လူပါသူတို့အကြီးကျယ်ဆက်ကားများကြပြီးတော့သူ့ကိုတော်တဲ့ခေါ်တော့ပြီးသူ့ကိုမမြင်ရှင်တော့ဘူးလို့ပြောခဲ့တာပဲဖြစ်ပါရင်ရဲကိုအကြောင်းကြားဖို့စူးစမ်းပြီးပြီလားလို့အန်ဒရီကမေးလိုက်တော့ကောင်မလေးကလည်းဒါဝေကအသုံးမွင့်ပါဘူး yes ခမ်းမှာလဲသူရဲ့လူဝေရှိပါပဲလူဝိုင်းကသူ့ကိုတိနေတယ်လို့ပြန်ဖြေခဲ့ပါရီဒါကြောင့်အန်ဒရီကလည်းဒါဆိုရင်ကောင်းပါပြီငါ့ရဲ့အိမ်ကိုတွားကြတာပေါ့ ပြီးမှပဲမဆက်လို့ရမှလဲဆိုတော့ကိုကူပြီးတော့စဉ်းစားမယ်လို့ပြန်ပြောလိုက်ပါရီသူဟာမင်းကလေးကိုအရင်တနာသွားခဲ့ပါရီသူ့ရဲ့ယောက်ျားကဘယ်လိုစိတ်ထားမျိုးနဲ့ဒီလိုမျိုးရက်ဆက်လွန်းတဲ့လောက်ရက်ကိုလောက်ရတာလဲဆိုတော့သူနားမလဲတော့ပါဘူးအန်ဒရီကအခန်းအခန်းတည်းရှိတဲ့တိုက်ခန်းမှာတယောက်တည်းနေထိုင်တော့ပါသူဟာမိသားစုထူထောင်ဖို့အတွက်အစီအစဉ်မရှိသေးပါဘူးအရင်ဆုံးသူ့ရဲ့အလောက်အကန့်ကိုတိဆောက်ဖို့အတွက်လိုတယ်လို့ယုံကြည်ပါရီသူ့အမေနဲ့သူဘယ်လိုမျိုးခက်ခဲစွာနေခဲ့ရတာလဲဆိုတာသူဘယ်တော့မှမေ့မှမဟုတ်ပါဘူး အန်ဒွေးဟာမိဖို့ချောင်းမှာကလာထိုင်အဖို့လဲလိုက်ပြီးတော့ဂဒင်ကိုကောင်းမလီအားပေးလိုက်ပါရင်အဲ့ဒီညနေမှာသူတို့အကြကြီးစကားဝေးပြောကြပြီးတော့ကောင်းမလီကသူ့ရဲ့ခက်ခဲတဲ့ဘဝအကြောင်းတွေပြောပြပါရင်ဒီလိုနဲ့မနေ့ရောက်ပြန်အောင်အန်ဒရီအလုတ်တွားဖို့ပြင်ဆင်နေတော့နာတာရှာဆွဲဒီကောင်မလေးနိုးလာခဲ့ပါပြီ။ဒါကြောင့်အန်ဒရီကလည်း ကိုယ်အိမ်လိုမျိုးသဘောထားပါရေခဲတိတ္တာထဲမှာစားဆရာပြီးရှိပါတယ်စိတ်မပူပါနဲ့ငါအလုတ်သွားတော့မယ်ညနေကြမှာအမင်းကိုဘာလို့ပြရမှလဲဆိုတာကူပြီးတော့စဉ်းစားမယ်လို့ပြောကထွက်သွားခဲ့ပါတယ်ဒီလိုနဲ့အလုတ်ရောက်ပြီးတော့တနေကိုနာတာရှာအကြောင်းကိုပဲတွေးနေမိပါတယ်သူ့ကိုဘာလို့ပြရမှလဲဘာဝေဖြစ်ကုန်တာလဲဆိုပြီးတွေးနေခဲ့တာပါပြီးတော့သူကရဲမှအလုတ်လုံနေတဲ့သူ့ရဲ့အတန်းဖို့အကြောင်းကိုတတိယသွားခဲ့ပါတယ် ငါရဲ့တန်းဖို့ကကုညီပေးနိုင်မယ်ထင်ပါ रे ဒါမှမဟုတ်နာတာရှာကသူ့ရဲ့ယောက်ျားကိုအထင်ကြီးလွနေတာများလားလို့တူတွေးလိုက်မိပါ रे ဒီလိုနဲ့အိမ်ပြန်လာပြီးရနောက်ရေကတုံးစီသူ့ရဲ့ရှိရှိနေတာကိုတွေးလိုက်ရပါ रे ။ဘာများဖြစ်နေတာလဲသူတို့ကဘယ်သူစီလာတာလဲလို့တွေးလိုက်ပြီးမကြခင်မှာပဲနာတာရှာကိုလက်ထိတ်ခတ်ပြီးတော့ခေါ်ထုတ်သွားတာသူတွေးလိုက်ရပါ रे ။ဒါကြောင့်အန်ဒရီးကလည်းဘာများဖြစ်နေတာလဲဒါကသူ့ယောက်ျားလုတ်ခိုင်းတာလားလို့မေးလိုက်ပါ रे ။ ဒါပေမဲ့အဲ့ဒီအချိန်မှာယောက်ျားစွာကမရှိပါဘူးလို့နာတာရှာကပြန်လဲအော်ပြောလိုက်ပါရီရဲတယောက်ကအန်ဒရီစီကိုလာပြီးတော့သူ့ရမတ်ပုန်တင်ကိုပြလိုက်ပြီးခမရကိုငွေအမြောက်အများခိုးမှုနဲ့တန်တရားရှိပါရင်စုံစမ်းစစ်ဆေးမှုမှာပူပေါင်းမယ်ဆိုရင်တော့တန်တရားရှိသူအနေနဲ့မဟုတ်ပဲတက်တဲ့အနေနဲ့လိုက်ပါရလိမ့်မယ်လို့ပြောလိုက်ပါရီဒါကြောင့်အန်ဒရီကလည်းကားပေါ်ကိုငင်းငင်းလေးပဲလိုက်တဲ့တွန်းခဲ့ပါရီဒီလိုနဲ့ yes ခန်းကိုရောက်တော့နာတာရှာဟာသူမအလုံးလုံးတဲ့ဘန်ကိုလူရက်ခဲ့တယ်ဆိုတာသိလိုက်ရပါရီသူမကိုတမျိုးလုံးကလိုက်လံရှာဖွေနေခဲ့တာပါ သူမဟာသူ့ရဲ့မိဘဝေကိုဖုန်းဆက်လိုက်မှပဲအလွယ်တကူရှာတွေ့သွားတာပဲဖြစ်ပါလိမ့်။အဲ့ဒီအချိန်မှာရဲဝေကအန်ဒရီကိုပြောဆမှအောင်ခမရကအခုလိုမျိုးဖြစ်အောင်လှောက်ခိုင်းခဲ့တာလား။ခမရရဲ့ပိုက်ဆံတွေကိုဘယ်မှာဝက်ထားတာလဲ။တိုက်ခန်းတစ်ခုလုံးကိုလည်းရှာဝေပြီးပါပြီလို့ရဲအရာရှိကပြောလိုက်ပါလိမ့်။အဲ့ဒီနောက်အန်ဒရီကလည်းကျွန်တော်စီမှာဘာပိုက်ဆံမှမရှိပါဘူး။မနေ့တော့ကတောထဲမှာအဲ့ဒီကောင်မလေးကိုတွေ့ခဲ့တာပါ။ သူ့စီမှာဘာမှလည်းပါမလောက်ပါဘူးဗီဒီယိုမှတ်တမ်းကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ရဲ့စကားဝေကအမှန်ကန်တယ်ဆိုတာသိနိုင်ပါလိမ့်မယ်လို့သူကပြန်လည်ပြောကြားခဲ့ပါတယ်ဒီလိုနဲ့နိုင်ရဲ့အနေနဲ့အကြံမှာတော့သူ့ကိုအာမခံနဲ့ပြန်လည်လွတ်ပေးခဲ့ပါတယ် အန်ဒရီအရန်ကိုတုံလုံတွန်းခဲ့ပါပြီသူ့အနေနဲ့နာတာရှာတယောက်ပိုက်ဆံခိုးတယ်ဆိုတာကိုမယုံနိုင်သေးပါဘူးသူ့ယောက်ျားကများဒီလိုမျိုးလှုပ်ခိုင်းခဲ့တာလားလို့သူကတွေးလိုက်ပြီးသူ့ရဲ့ရဲတငယ်ရှင်ကိုဖုန်းခေါ်လိုက်ပါရီကံကောင်းစွာနဲ့ပဲသူ့တငယ်ရှင်ကကိုညီဖို့အတွက်တဘောတူခဲ့ပါရီနိုင်အနေငယ်အတွေ့ပါပဲသူတို့ကမိဖို့ချောင်းမှာထိုင်ပြီးလက်ဖီတောက်ကဖြစ်ပျက်ခဲ့တာကိုဆွေးနွေးလိုက်ကြပါရီမင်းဒီအမှုထဲမှာအခုလိုမျိုးပါဝင်လာလိမ့်မယ်လို့ငါမထင်ထားဘူးဒီအမှုကနမဲကြီးပါရီရဲဝဲအလုံးတိတယ်လို့သူ့ကိုပြောပြခဲ့ပါရီနာတာရှာစီမှာ၅နှစ်အရွယ်တားလီတယောက်ရှိပါရီ သူမကတကိုယ်တည်းမိခင်တယောက်ပါသူကလေးလေးစီမှာမကြသေးခင်ကမှစိတ်မကောင်းစရာယောဂတခုရှိတယ်ဆိုတော့တိလိုက်ရပါတယ်ကုသစိတ်ကလည်းအရန်ကိုများလွတ်တဲ့အတွက်နာတာရှာတယောက်အကူအညီများရမလားဆိုပြီးရန်ပုံငွေအဖွဲ့အစည်းအမျိုးမျိုးကိုလိုက်ရှာခဲ့တာကြာနေခဲ့ပါပြီဒါပေမဲ့ဘာမှကိုအောင်မြင်ခြင်းမရှိခဲ့ပါဘူးနောက်တော့သူဟာဘန်မန်နေဂျာစီမှာချင်းငွေရဖို့တွားရောက်ဆက်သွယ်ဖို့ဆုံးဖြတ်လိုက်ပေမဲ့သူတို့ကလည်းသူ့ကိုငင်းဆန်ခဲ့ပါတယ်မကြသေးခင်ကသူ့သားလေးဟာအရန်ကိုနေမကောင်းဖြစ်လာတော့ဒီလိုမျိုးခိုးရမှုလုပ်ဖို့အတွက်သူဆုံးဖြတ်လိုက်တာပါ ဝေးအများကြီးခိုးပြီးတော့သူအဲ့ဒီပိုက်ဆံတွေကိုဇေယုံစီပေးလိုက်ပါပြီပြီးတော့ကလင်းငယ်ကလည်းခွဲစိတ်မှုခံယူခဲ့တယ်ဆိုပြီးအန်ဒရီးယားတငယ်ရင်ဖြစ်သူကီယဲကပြန်လည်ပြောပြပေးခဲ့ပါပြီဒါဆိုရင်သူတော်ထဲမှာဘာများလုံနေခဲ့တာလဲလို့အန်ဒရီးကသူ့တငယ်ရင်ကိုထပ်မိခဲ့ပါပြီသူကစိတ်မထိန်နိုင်တဲ့အခြေအနေမှာရှိနေတယ်လို့သူ့ရဲ့မိန်းခွန်းကိုပြန်လည်ဖြေကြားခဲ့ပါပြီသူစီမှာကလင်းငယ်လေးကလည်းရှိနေတော့ကျွန်တော်အနေနဲ့ဘာများကူညီနိုင်မှာလဲလို့အန်ဒရီးကမေးလိုက်ပါပြီဒါကြောင့်သူ့တငယ်ရင်ကလည်းအရင်ဦးဆုံးရှင်းနေကောင်းကောင်းတရားငါးဖို့လိုပါတယ် ခိုးယူထားတဲ့ငွေတွေကိုပြန်ပေးနိုင်မယ်ဆိုရင်ပို့ပြီးကောင်းတာပေါ့ဘဏ်ကလည်းတဝက်တစ်ပြက်ရှော့ပေးပြီးတိုင်ကြားထားတာတွေကိုပြန်လဲယုတ်သိမ်းပေးနိုင်ပါတယ်လို့အကြံဉာဏ်ပေးလိုက်ပါရင်ဒါကြောင့်အန်ဒရီကကျွန်တော်ရှင်းနေတဲ့အောင်ငားလိုက်ပါမယ်ဒါပေမဲ့ပိုက်ဆံဘေးကနေရမှလဲဆိုပြီးတွေးနေမိပါရင်သူ့အနေနဲ့အဲ့ဒီငါအိတ်မပြောခဲ့ပါဘူး။နာတာရှာအကြောင်းပဲသူစဉ်းစားနေမိပါရင်သူမဟာဘာမှမတတ်နိုင်တဲ့အခြေအနေတစ်ခုကိုရောက်နေခဲ့တာပါ။ဒါကကလေးရဲ့အသက်အတွက်သူမစွန့်စားခဲ့တဲ့အရာလေးဖြစ်ပါရင် အန်ဒရီစီမှာအိမ်ဆောက်ဖို့အတွက်စုထားတဲ့ပိုက်ဆံအနှင်းငယ်တော်ရှိပါလိမ့်။ဂျန်တဲ့ပိုက်ဆံတွေကိုသူ့ရဲ့တထေးစီကနေရှေးယူဖို့ဆုံးဖြတ်လိုက်ပါလိမ့်။သူတို့နှစ်ယောက်ကဆက်ဆံရေးကောင်းပြီးတော့ယုံကြည်မှုလည်းရှိကြပါလိမ့်။ဒီလိုနဲ့ရှင်းနေပြန်ပေးလိုက်တဲ့ပိုက်ဆံတွေကြောင့်တလားအကြမှာပဲနာတာရှာတယောက်ပြန်လည်လွမြောက်လာခဲ့ပါပြီ။ ဘန်ကလည်းတူမကိုတဝက်တပြက်ကူညီပေးခဲ့ပါရီဒီလိုနဲ့အန်ဒရီတယောက်နာတာရှာနဲ့တွေ့တာနဲ့တူမကကျမအမှန်တရားကိုမပြောခဲ့တာကိုခွင့်လွှတ်ပေးပါမင်းလှုပ်ပြီးခဲ့တဲ့အရာအလုံးအတွက်အရန်ကိုလည်းဂျေဆုတင်ပါရီကျမတတက်လုံးမင်းကိုဂျေဆုတင်နေပါပါကျမရဲ့သားလေးဘလို့နေလဲဆိုပြီးတူမကမေးလာခဲ့ပါရီ ဒါကြောင့်အန်ဒရီကလည်းသူတက်တာနေပါပြီမနေ့ကမှသူ့စီကိုခဏလောက်တွားလေတေးပါရီပြီးတော့ပိုက်ဆံအကြောင်းမေးလိုက်ပါတော့မင်းငါကိုဘာမှပြီးစရာမလိုအပ်ပါဘူးကလေးရဲ့အသက်အန္တရာယ်ဆွေးနေရတဲ့အခြေအနေမှာဆိုပြီးအန်ဒရီကပြန်ဖြေခဲ့ပါရီဒီလိုနဲ့အချင်းကလည်းကြာလာခဲ့ပြီးတနစ်ခွဲဖြစ်လာခဲ့ပါရီဒီကနေ့မှဆိုတော့နာတာရှာကကပ္ပဘုမှာသူ့မရဲ့အခြေအဆုံးနဲ့အားကိုးရဆုံးလူနဲ့လက်ထပ်တော့မှာပါ အဲ့ဒီအချိန်သူမရဲ့ကလေးဖြစ်တဲ့ဆယ်ရိုရှာကတော့မေမေဦးလေးအန်ဒရူးကလန်ခရူဆာကားကြီးနဲ့ရောက်လာပြီးဆိုပြီးဝမ်တာအားရနဲ့ပေါ်ပြောနေခဲ့ပါရီနာတရှာကလည်းပြုံးလိုက်ပြီးသူမရဲ့ဘဝလက်တွဲဖို့ကိုတောထဲမှာတွေ့ရလိမ့်မယ်လို့ဘယ်တော့ကမှမမျှော်လင့်ထားခဲ့ဘူးပါဘူးဒီလိုနဲ့ပဲသူတို့ကပျော်ရွှင်စွာနဲ့အတူနေသွားကြပါရီကြည့်ရှုပြပရိတ်သတ်များအလုံးဂျေဆုတို့တင်ရှိပါခင်ဗျာသူတို့ကတန်တွေဘာဝေအတုံးမပြုတ်ပဲအုံနေဝေလည်းမပါပါဘူးတစ်တားပေါင်းနေပဲအိမ်ဆောင်လို့ကြတော့ပါ ပြီးတော့တပတ်လောက်နဲ့အပီးတက်ပြီးချက်ချင်းကိုပြောင်းရွှေ့နေလို့ရပါရင်ကုန်ကြစည်ကလည်းအရန်ကိုနေတဲ့အတွက်တကယ်ကိုမယုံနိုင်စရာပါသူတို့ဟာအရင်ဦးဆုံးမြေကြီးထဲကိုကွန်ကရစ်တိုင်တွေစိုက်ထဲပါပြီးမြေကြီးအပေါ်ကိုသုံးပေလောက်ခြံထားခဲ့ပြီးတော့အဲ့ဒီအပေါ်မှာအထူကြီးမှနဲ့တစ်သားတန်းတွေကိုနှစ်ဖက်အပြန်အလှန်ထားပြီးခင်းလိုက်ပါပြီးအဲ့ဒီအောက်ခံကအင်ကိုစုထိုင်းမှုမရှိအောင်နဲ့အပူအအေးတန်းခန့်နိုင်အောင်ကာကွယ်ပေးထားပြီးတမာရိုးကြအုံမြလုပ်ငန်းကိုလည်းကြော်တွားလို့ရပါပြီး ပြီးပြီးဆိုရင်လေးလက်မအထူရှိတဲ့အဘူလျက်ကဘုတ်ပြားဝေကိုကော်နဲ့တန်နဲ့တွဲပြီးကပ်ပါရီအဲ့ဒီနောက်မှာအိမ်ရဲ့နေရာနေကိုလည်းအဲ့ဒီအထူကြီးမတဲ့အဘူလျက်ကဘုတ်ပြားဝေနဲ့ပဲတီဆောက်တော့မှာဒါဝေကိုအုတ်တိုင်းဆောက်တလို့တစ်ခုပြီးတစ်ခုထပ်ပြီးလိုရှင်နဲ့အမြင့်ရောက်တဲ့အထိဆောက်သွားကြပါရီသူတို့ကဒါကိုပို့ပြီးတော့လွယ်ကူအောင်လှုပ်တာတင်မဟုတ်ပါဘူးသူတို့အကြုံတွေ့ရတဲ့အရန်ကိုအေးတဲ့ရာတီဥတုကြောင့်လည်းပါပါရီတနေ့မှာ6လ9လလောက်အထိနင်းတွေရေခဲတွေကအရာအလုံးကိုဖုံးလွှမ်းထားပါရီ ရိုးရိုးလေးအင်တာတွားတာတော့မှအန်ဒီရဲ့မရနိုင်ပါဘူး။နှစ်တိုင်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့မတော်တဆမှုတွေဖြစ်နေကြဖြစ်လို့ဒီအခြေအနေအတွက်ဘလောက်ခက်ခဲပြီးအန်ဒီရဲ့များတယ်ဆိုတော့ကိုမြင်အောင်ကြည့်နေပါလိမ့်။ဒါကြောင့်တို့ရဲ့အိမ်ဒီကိုအပူကောက်ွက်ထားတဲ့ဖန်လုံအိမ်လိုမျိုးဆောက်လုပ်ကြတာပါ။အပြင်နေရံတွေဆောက်ပြီးသွားပြီဆိုတော့အတွင်းခန်းတွေကိုပိုင်းတဲ့နေရံတွေကိုလည်းတစ်တားနဲ့ပဲဆောက်လုပ်ပါလိမ့်။တို့ရဲ့လုပ်ငန်းစဉ်ကရိုးရှင်ပါလိမ့်။တစ်တားကတို့လိုရှင်တဲ့အတိုင်းအဝင်ခွင်ကျဖြစ်နေပြီဆိုတော့အရာအလုံးကိုတန်နေပဲဖြစ်ဖြစ်အမျိုးကော်နေပဲဖြစ်ဖြစ် တုံးပြီးတော့ဆက်လိုက်ကြပါလိအဲ့ဒီနောက်ကျွန်တော်တို့ ਨੇ မတူတာကတို့ဟာတစ်သားဆက်တဲ့အခါမှာအထိုင်နဲ့အဝင်ဆက်နီးကိုမတုံးပါဘူးနောက်တစ်ခုကတော့ခေါမိုးအတွက်အပူလျက်ကပုတ်ပြားဝေကိုခင်ပါလေအဲ့ဒီအထူကြီးမားတဲ့ပုတ်ပြားဝေကအိမ်ရဲ့အကုန်အကျအများဆုံးအပိုင်းမှာကန့်ကောက်ထောင်းမဆွာနေပဲအဲ့ဒီဒေတာမှာတစ်တော်တရံစသဝေပေါ်များတော့ကုန်ကြစီကိုနည်းနည်းတက်တာစီပါရင်ဒါပေမဲ့အဲ့ဒီအပူလျက်ကပုတ်ပြားဝေကိုတေချာပေးရပါရင် ဘာကြောင့်လဲဆိုရင်တော့အေးစိတ်နဲ့လေဝေဟာအရန်ကိုကြမ်းတမ်းနိုင်ပြီးအသေးဆုံးအပေါက်လေးကတော့မှပြဿနာဖြစ်စေနိုင်ပါရင်ခေါင်းမှုအတွက်ကတော့လုံးဝအပြားလိုက် လုပ်လို့မရပါဘူး။ဆောင်းသွေးမှာလေးလံတဲ့နင်းနေရအလေးချိန်ကိုခံနိုင်ဖို့အတွက်အမိုးဆောင်လုပ်ရမှာပါ။မဟုတ်ရင်တော့အိမ်ပြူကျသွားမှာဖြစ်ပါရင်အမိုးဆောင်ကနင်းနေကိုအလွယ်တကူရောကျသွားအောင်ကူညီပေးပြီးတော့အပူအအေးတန်းခံနိုင်အောင်လေအထောက်အကူဖြစ်စေပါရင်ဒါဟာမရှိမဖြစ်တဲ့အင်္ဂါရက်တစ်ခုပါသူတို့ကအမိုးဆောင်ရဲ့အပေါ်မှာရေစုခံတဲ့အလွာတစ်ခုကိုလည်းထပ်ထည့်ပြီးတော့ရာတီဥတုတန်ကနေအကာအကွယ်ပေးပါရင် ပြီးတော့တစ်သားစကားကွက်တစ်ခုကိုတတ်ပါရီအမိုးဆောင်စွာကအုတ်ကျွတ်မပါရဲ့မပြီးပြည့်စုံနေပေါ့ဒါကြောင့်သူတို့ဟာ plus တဲ့အုတ်ကျွတ်တွေကိုအတုံးပြပါရီဒီနေရာမှာဘလို့ပြည့်စည်ပဲဖြစ်ဖြစ်အရေးမကြီးပေါ့ပေါ်ပါပြီးတရှိခံကဈေးတက်တာရင်ပြပါရီအများကြီးစဉ်းစားနေစရာမလိုပေါ့ဒါဝေပြတာနဲ့တစ်သားအိမ်ကတရားဝင်ပြီးစီသွားပါပြီဒီတစ်သားအိမ်ကိုတင့်နေတဲ့ဘလို့မျိုးထင်မြင်မိပါတယ်လေကြည့်ရှုပြပြိတ္တပြအလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ